လာနေ့လည်ခင်းပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင့်တန်ကြားရဲ့နေ့လည်2နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးနေပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားရမှာပါရှင်မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်ကွန်ရိုက်ဂျေးရွာအုပ်ချုပ်ရေးမှုရုံးမှာကတ်ထားတဲ့ တ်တော်ကိုယ်စားလှယ်လောက်အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့ဒေသခံအမျိုးသားတယောက်ကိုနိုဝင်ဘာလ19ရက်နေ့ကမော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တယ်လို့ဒေသခံနေဆရာနေသိရပါဗျာ။ နိုဗ ెంబ ာလ၄ရက်နေ့ကကွန်ရိုက်ဂျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာကတ်ထားတဲ့အမည်စင်းစာရွက်ကိုစုပ်ဖြဲခဲ့တဲ့အသက်65နှစ်အရွယ်ဦးကျော်မြို့ကိုချောင်းဆောင်မြို့မှာရဲစခန်းကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာခြင်းဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ26ကကြီမြင်းဆောင်24ကကြီအရအမှုဖွင့်ပြီးတော့တရားစွဲဆိုခဲ့ပါတယ်။ဒါကြောင့်မော်လမြိုင်ခရိုင်တရားရုံးကထောင်ဒဏ်18နှစ်ချမှတ်ခဲ့တာပါ။ ဥကြုံမြင့်ကိုကိုစလဲလောက်အမည်စင်းဆုတ်ဖြဲမှုရုံးကိုခဲနေပါမှုစအဆရှိတဲ့ပုံမှန်၃ခုလောက်နဲ့တရားစွဲပြီးညှစ်ရှည်ထောင်နဲ့ချမှတ်လိုက်တယ်လို့ချောင်းဆောင်ရဲစခန်းနဲ့နှိဆက်သူတယောက်ကပြောပါရယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြက်ပြားအောင်လုပ်လို့ဆိုပြီးဖမ်းဆီးအရေးယူခံရတဲ့သူပေါင်း၁၀၀နီးပါးအထိရှိနေပြီလို့စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါရယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကတက္ကသိုလ်ကိုစစ်ကော်မရှင်ကပြန်လည်ဖွင့်လှစ်ဖို့အသိပေးကြေညာထားပေမဲ့နိုဝင်ဘာလ22ရက်နေ့အထိလာရောက်ကြောင်းအံ့နံနေသူမရှိဘူးလို့ဒေသခံတွေဆီကနေသိရပါဗျ။တဆယ်29စစ်စီရင်စတင်ကြရပိတ်ထားခဲ့တဲ့လာရှိုးတက္ကသိုလ်ကို2025 2026ပညာသင်နှစ်အတွက်နိုဝင်ဘာလ24ရက်နေ့မှာစတင်ဖွင့်လှစ်တော့မှာဖြစ်ပြီးတော့ကျောင်းဝင်မှတ်ပုံတင်တာတွေကိုလက်ခံနေတယ်လို့နိုဝင်ဘာလ18ရက်နေ့ကလေးကလာရှိုးတက္ကသိုလ်ကအသိပေးကြေညာခဲ့ပါတယ်။ လာရှိုးတက္ကသိုလ်ဖွင့်ဖို့အကြောင်းအလက်ခံနာတွေမတွေ့သေးတဲ့အပြင်လာအပ်တာလည်းမတွေ့ဘူးလို့ဒေသခံအမျိုးသားတယောက်ကပြောပါတယ်။အခုလိုအကြောင်းတွေပြန်လဲဖွင့်လှစ်တာကရွေးကောက်ပွဲအတွက်ဖြစ်နိုင်တယ်လို့ပြောပါတယ်။တစဲနဆက်ကွန်စစ်စင်ရဲ့အတွင်းမှာထိခိုက်ပျက်စီးခဲ့တဲ့ចောင်းဆောင်တွေကိုအသေးစားပြုပြင်တာတွေစတင်လှုပ်ဆောင်နေပြီးအကြီးစားပြုပြင်ဖို့ကတော့မလွယ်ဘူးလို့ပြောပါရယ်။ဒါအပြင်မဲဆန္ဒနယ်ပြင်ပမှာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်တက်ရောက်ကြမဲ့ចောင်းသားចောင်းသူတွေ ကြိုတင်ဆန္ဒမယ်ရီပေးနိုင်မှုနိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိမနက်9နာရီကနေညနေ4နာရီအထိသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာနိုင်ငံသားစီစီရေးကတ်နဲ့ကျောင်းဝင်ခွင့်အထောက်အထားတွေပြသပြီးတော့ကြိုတင်မဲပေးနိုင်တယ်လို့ရက်ွက်ယုံနေမှာအသိပေးထားပါရှင်။ ာဆီယံလမ်းကြောင်းထက်ပိုပြီးတော့ထီရောက်မဲ့မဟာဗျူဟာတင့်နဲ့မြမအရေးကိုချင်းကပ်ဖို့အမေရိကန်လွှတ်တော်မြမအရေးကြားနာပွဲတက်ရောက်သူအားလုံးကသဘောတူခဲ့ကြပါတယ်ဒီသတင်းကိုတူတာချန်တာပေးပို့ထားတာပါရှင် The current situation in Burma including the upcoming sham elections ထပ်ပေါင်းမရှိတဲ့မဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမရှိတဲ့အကြက်တဲနဲ့အမေရိကန်ရဲ့ကန့်သက်ထားတဲ့ရွေးချယ်ခွင့်များကြားနာပွဲကိုဒေသစံတော်ဂျင်နိုဗမာ၁၉ရက်နေ့ကအမေရိကန်လွတ်တော်ကွန်ဂရက်စ်မှာပြုလုပ်ခဲ့တာပါမြန်မာပြည်နဲ့ပတ်သက်ပြီးခိုင်မာတဲ့အချက်လက်နဲ့နှီးလန့်တွေရနိုင်မဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့သက်သေခံထွက်ဆိုချက်တွေကိုလွတ်တော်အမတ်တွေနဲ့တာဝန်ရှိသူတွေကရယူကြားနာတဲ့ပွဲဖြစ်ပါတယ် ချားနာဘွယ်မှာအဓိကအကြဆုံးအချက်ဖြစ်တွေ့ရတာကအမေရိကန်နိုင်ငံကမြန်မာအရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်းကပ်တာထက်ပူတီရောက်မဲ့ကိုပိုင်မူဝါဒမဟာပြူဟာအစ်တဲ့ပြောင်းလဲချဉ်းကပ်ဖို့ချားနာဘွယ်မှာပါဝင်သူအားလုံးကသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ အခုကျန်းသာပွဲဟာဆယ်ရနာသိန်း၄ညကျော်ကာလအတွင်းမြန်မာပြည်နဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်မှပြုလုပ်ခဲ့တဲ့ပွဲတွေထဲမှာအကြီးဆုံးပွဲဖြစ်ပြီးတော်လှန်ရေးအတွက်ရလဒ်ကောင်းတွေရှိလာမယ်လို့အမေရိကန်ခြေစိုက်မြန်မာပြည်ဆောင်ရွက်သူတယောက်ကမှတ်ချက်ပေးပါတယ်။ Five point consensus now online ဒါအဲ့ဒါမထီရောက်ဘူးတိတ်တုံးမဝင်ဘူး သူတို့ policy ပြောင်းရမယ်ဆိုပြီးတော့အကုန်လုံးသဘောတူကြ5 point consensus ကိုပို့ပြီးတော့ American policy တတ်တတ်ဖြစ်တဲ့ ASEAN နောက်ကြီးပဲလိုက်နေလို့ရှိရင်ငါတင်ပြေတော့မယ်ဘာမှမဖြစ်သေးဘူးဆိုပြီးတော့မြန်မာပြည်နဲ့ဆိုင်တဲ့ policy ကိုသူတို့ပြောင်းမှာပေါ့ဗျာနံပါတ်2ကအတူအရောင်ရွေးကောက်ပွဲကိုဆန့်ကျင်သင့်တယ်ဆိုပြီးတော့လက်မခံသင့်ဘူးဆိုပြီးတော့အဲ့ဒါလေအကုန်လုံးပဲ Republican နဲ့ Democrat ကိုတတ်တည်တင်ပြတဲ့လူတွေရောမိကွန်းထုတ်တဲ့လူတွေရောအကုန်လုံးကသဘောတူတယ်နံပါတ်3က ကြားဖြတ်လေးကိစ္စပေါ့နော်အွန်လိုင်းငွေကြေးလိမ်လည်မှုကိစ္စကအမေရိကန်အတွက်သူတို့တိုင်းပြည်လုံခြုံရေးအထိပါထိခိုက်တိုင်တယ်သူတို့နေနေရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့တာအဓိက၃ချက်ပေါ့ အမေရိကန်ရဲ့မြန်မာအရေးပေါ်ချင်းကပ်ဖို့မဟာဗျူဟာအစ်မပါဝင်တဲ့အချက်၄ချက်ကတော့စစ်ကောင်စီရန်ရဲလက်ပတ်မှုမှာအရေးပါတဲ့အထောက်ပံ့တွေကိုဖျက်တောက်ရေးမဟာဗျူဟာပေါ်ဆောင်မှုအတွက်ကောင်းဆောင်တယောက်ခန့်အပ်ရေးမြန်မာဒီမိုကရေစီအင်အားစုတွေအားကောင်းလာအောင်ထောက်ပံ့ရေးအမေရိကန်နိုင်ငံလုံးရုံရေးကိုချင်းချောက်လာတဲ့အချက်တွေကိုရင်ဆိုင်ဖြေရှင်းရေးစတဲ့အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေရဲ့နောက်ကွယ်မှာဟွက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးအမေရိကန်နိုင်ငံကဆောင်ရွက်လာမဲ့လုပ်ငန်းတွေအောင်မြင်မှုရှိမရှိကိုတော့စောင့်ကြည့်သွားမှာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ American အနေနဲ့ကမ္ဘာမှာ balance ဖြစ်အောင်ပေါ့လေအထူးသဖြင့်တရုတ်နဲ့ပတ်သက်ပြီးတော့မှ Southeast Asia တို့လိုဒီ Indo-Pacific ဒေသတွေလိုမှပေါ့သူတို့ရဲ့လွှမ်းမိုးမှုကတရုတ်ရဲ့အနောက်မှာခြံခဲ့တာမျိုးမဟုတ်ဘဲနဲ့ power balance တွေဖြစ်အောင်လှုပ်ဆောင်လာတဲ့အရေးချောင်မျိုးတွေလည်းကျွန်တော်တို့တွေမှန်းလို့ပြရပါတယ်ရှင့်ပတ်သက်မှုအတိုင်းအတာတွေတိုးမြင့်ပြီးတော့ဆောင်ရွက်လာတာတွေကိုတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီ ရက်ပိုင်းတွေမှာတောက်လျှောက်ဆိုသလိုပမာအရေးတွေကအရှိရရောက်လာတယ်ခုလိုအရေးကြီးရဲ့ဈာနာပွဲတွေလောက်သလိုဒီလိုဈာနာပွဲတွေဆိုတာကဆက်ပြီးတော့မှဥပဒေပြုမှုတွေထိသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့အရေးကြီးရဲ့ကိစ္စတွေကိုအမေရိကန်နိုင်ငံအနေနဲ့ဆောင်ရွက်လာတယ်လို့ကျမတို့သုံးသပ်လို့ရပါတယ်ရှင်စစ်ကောင်စီကရာဇဝတ်မှုတွေကျူးလွန်ထားတာကြောင့်ကျုံးနိုင်ငံလိုမျိုးစစ်ကောင်စီနဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်တဲ့နေလန်ကိုသုံးဖို့အမေရိကန်နိုင်ငံအတွက်မဖြစ်နိုင်ကြောင်းဈာနာပွဲမှာဆွေးနွေးခဲ့တာကိုလည်းတွေ့ရပါတယ် American ဆိုရက online ငွေလင်လုပ်ငန်းကြာဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်း November 2ရက်နေ့မှာကြေညာထားတာပါ။ရက်ပိုင်းအတွင်းမှာပဲလွှတ်တော်မှကြားနာပွဲပြုလုပ်ပြီးမြန်မာရေးကိုထိရောက်တဲ့မူဝါဒရေးအရည်လမ်းတွေနဲ့ချဉ်းကပ်ဖို့ American လွှတ်တော်တာဝန်ရှိသူတွေကကြိုးစားလာတာဖြစ်ပါတယ်။ကျွန်တော်သုတချမ်းသာပါ။ယခု QR ကို scan ဖတ်ပြီး DVB YouTube Channel ကို subscribe လုပ်ကနောက်ဆုံးရမြန်မာသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်။ဒီကူကျူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကာနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ ချင်းပြည်နယ်ဖားကန့်မြို့နယ်စိတ်မူကြီးရွာကိုနိုဝင်ဘာလ20ရက်နေ့ည10:00နာရီလောက်ကစစ်ကောင်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်တယောက်သေဆုံးပြီး9ယောက်ထဏ်ရာရရှိရလို့ဒေသခံတွေဆီကနေသိရပါဗျ။စစ်ကောင်မရှင်ရဲ့ဖားကန့်ဗျူဟာကုန်းနဲ့မရှိကထောင်ရက်ကွက်ကရခိုင်ကုန်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကနေစိတ်မူကြီးရွာကိုလက်နက်ကြီးဆယ်လုံးပစ်ခတ်ခဲ့တာပါ။အဲ့ဒီလိုပြစ်ခတ်ခဲ့တာကြောင့်စိတ်မူရက်ွက်1ရက်ွက်3နဲ့စန်းတီရာဂုံးကို ကြည်ကြောက်ပောက်ကွဲပြီးအသက်နှစ်နှစ်အရွယ်မတ်ချိုအတန်လင်ထိမှန်တိတ်ဆုံးပြီးခုနှစ်ယောက်တန်ရန်ရရှိရလို့သိရပါဗါတိုက်ပွဲဖြစ်တာမရှိပဲလက်နက်ကြီးနဲ့ပစ်လို့ရက်ွက်တဲ့ဘောမရာဂုံးကကလေးတယောက်ဘိုက်ပွင့်ပွင့်ထွက်တန်ရန်ရရှိသွားပြီးတိတ်ဆုံးခဲ့တယ်လို့ဖားကတ်မြို့ဒေသခံတယောက်ကပြောပါဗါဒါအပြင်ရက်ွက်တုံးကလမ်းပေါ်ကြာရောက်ပြီးဒဏ်ရာရရှိတဲ့သူ9ယောက်ရှိခဲ့ပါတယ်။နေအိမ်နဲ့ကားတွေပါပျက်စီးသွားတယ်လို့လည်းသိရပါတယ်။ စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးအားစိတ်မှုရက်ွက်တစ်ကိုအများဆုံးကြရောက်ပောက်ကွဲပြီးမိသားစုနှစ်စုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ကရင်နေပြည်နယ်ဒီမော့ဆိုမြို့နယ်တနီယာကစစ်ရှောင်စာတင်ကျောင်းမှာကပ္ပကလေးများနဲ့အထိမ့်မက်ပွဲကိုကျေးလက်မြေအဖွဲ့ကဥဆောင်ကျင်းပခဲ့ကြပါတယ်။မောင်တူးသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ကရင်နီကလေးတငယ်တွေကလေးခွေရေးကြောင်တိရှိ နားလေသဘောပေါက်စီဖို့ အခုလိုကလေးများနေ့ကိုကရင်နီနေမီမှာကျင်းပတာလို့ဆိုပါတယ်ဟုတ်ကဲ့ကျမတို့ဒီကလေးများလေးလောက်ရတဲ့ရည်ရွယ်ချက်ကတော့ကလေးတွေရဲ့ဒီအခွင့်အရေးတွေကကလေးတွေရဲ့အခြေခံမှုတွေပြီးကလေးများနဲ့ဖြစ်ပုံလာပုံတမိုင်းအကြောင်းကိုသိရှိဖို့ရယ်ကလေးတွေရဲ့ဒီပါဝင်မှုပေါ့နော်ဒီပါဝင်မှုတွေကိုအာရရှိဖို့ရယ်နောက်တစ်ခါကျရင်ကလေးတွေအပေါ်မှာပေါ့နော်ဒီစနေပရိပခကြားထဲမှာ ကလေးတွေပေါ်မှာဘလို့ကြီးလေးတဲ့ချိုးဖောက်မှုတွေရှိနေလဲဆိုတာကိုလည်းပေါ့နော်ကလေးတွေအချင်းချင်းရောဒီတက်ရောက်လာတဲ့သူရောသိရှိဖို့ဖြစ်တယ်ပြီးတော့မှကလေးတွေလည်းသူတို့ရဲ့ဒီအခွင့်အရေးတွေကိုတောင်းဆိုမှုတွေရရှိအောင်လို့ကျမတို့တွေပေါ့နော်လုပ်ပေးရချင်ဖြစ်ပါတယ်ရှင့်ဘာသာတော့အဒီကလေးများပေါ်ကြီးတဲ့ချိုးဖောက်မှုပြုလုပ်ခြင်းဒီနိုင်ငံရေးအရေးလုံးဝသိဆိုင်ပြီးဆိုတဲ့အဆိုကိုသင်ပေးသားမယ်တရားဆိုရှင်မသူတို့ချူပဲရှိပါတယ်ဂျာပန်စကားပြောပြိုင်ပွဲတွေကလေးခွင့်ရေးဆိုင်ရာ ဟောပြောပွဲတွေနဲ့အတူကရင်နီတိုင်းသားရိုးရာအဆူကတွေနဲ့လည်းဖြောပြေခဲ့ကြပါတယ်။ကလေးများနဲ့ဂျင်ပါရတဲ့ဂျင်ပါတဲ့အခါမှာတမီတို့ကလေးတွေရဲ့အခွင့်အရေးလည်းတည်ရတယ်။ပြီးတော့တမီတို့ကလေးတွေခံစားနေရတဲ့အရာတွေကိုလည်းအမီတို့လိုအပ်တဲ့အရာတွေကိုလည်းတောင်းဆိုလို့ရတယ်ဒီကြီးလေးတဲ့ချိုးဖောက်မှုကဘာတွေလဲဆိုတာကိုလည်းသိလို့ရတယ်အခုလည်း အရင်တော့တော့မသိပေမဲ့အခုတော့ကလေးတွေအကြီးလေးတဲ့ချိုးဖောက်မှုတွေခံနေရတယ်ဆိုတာကိုသိရပါတယ်ရှင့်ဟုတ်နာမည်ဒေါ်လတ်အန်အဲဒီဆိုရအထောက်ခဲတဲ့နာမည်အသွေးမှာကျမတို့မြန်မာနိုင်ငံကဇန်ဝါရီဘဲမှာဖြစ်ဖြစ်၊ပြည်ရည်ဘဲမှာဖြစ်ဖြစ်အမျိုးမျိုးကျမတို့နိုင်ငံကိုတက်လာတာဖြစ်တယ်။အပီတူရဲ့တိမ်နောက်ထားတဲ့အဆိုရအဆိုရလက်ချက်မှာဆိုရင်ပြည်ရည်မှာဆိုရင်ဘာတွေပြောင်းလဲတာလဲဆိုရင်အဲဒီဝင်းလာခေါင်ပါတဲ့နေရာတွေမှာ ားလို့ပဲဖြစ်ဖြစ်လိုအပ်တဲ့အောက်ပစ္စည်းတွေဖြစ်ရင် LFT NL အစိုးရကထောက်ပံ့ပေးထားတယ်ပြီးတော့ဒါရိုက်တာမကသေးဘူးတော့အစိုးရကစမ်းပါရေးဘက်မှာလည်းထောက်ပံ့ပေးထားတယ်အကလေးတကယ်တွေမွေးဟိုင်ကလေးတကယ်တွေကိုအဲစီယောမွေးလာကလေးတကယ်တွေထောက်ပံ့ကြည့်ရဖြစ်ဖြစ်ထောက်ပံ့ပေးထားတော့ကျွန်တော်တို့တွေ့ရတယ်ဟုတ်ကဲ့ဒီကွက်ကိုတရားချင်အဖြစ်ပေါ့နော်ကလေးတွေကကိုစီကိုစီသူတို့ရဲ့လောက်ကင်နိုင်စွာပေါ့နော်သူတို့ရဲ့ပါရမီ တယောက်နဲ့တယောက်မတူညီတဲ့ဟာတွေကိုပြရတာပေါ့နော်အပြီးတော့သူတို့ကတယောက်နဲ့တယောက်ဥဆောင်နိုင်တဲ့ဇွမ်းတွေပြီးတော့စီလုံးမှုမှုတွေလည်းတွေ့ရတာပေါ့နော်နိုမလာ20ရက်ကိုကမ္ဘာကလီးများနေ့ဖြစ်ကုလသမဂ္ဂကသတ်မှတ်ထားခဲ့တာပါကရင်နီပြည်တွင်းမှာတော့အခုလိုကလီးများနေ့ကျင်းပနေချိန်မှာပဲကရင်နီကလီးငယ်တွေဟာစစ်ကော်မရှင်ထိုးစစ်တွေကြောင့်တေဆုံးနှုံးတွေများပြားနေသလို ကလေးတငယ်ကျမ်းမာရေးပညာရေးအခွင့်အရေးတွေလည်းဆုံးရှုံးနေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအင်းကဲလူကြီးတွေဟာဆိုလို့ရှိရင်ကလေးတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကိုဒေသာပြောမှာအားပေးရမယ်ဆိုတာဟာအလိုရေးကြည့်ပါတယ်ကလေးတွေဟာမိမိဘဝအတွက်ရုပ်ရှင်တွေပြီးတွေ့ရကိုယ်ပိုင်ဆုံးဖြတ်ချက် ခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ပြပေးပါမယ်ရှင်။တက်ငယ်လိန်ကုန်ကူးသူ Jeffrey Epstein နဲ့ဆက်ဆက်တဲ့မှတ်တမ်းအလုံးကိုဖွင့်ချဖို့အမိန့်ပေးတဲ့ဥပဒေချမ်းကိုတာမရတော်နယ်ထရန်ကနိုဝင်ဘာလ16ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်ပါတယ်။အဲ့ဒီဥပဒေအရတရားရေးဌာနကစုံစမ်းစစ်ဆေးမှုကရရှိတဲ့အချက်အလက်တွေအားလုံးကိုရှာဖွေရနိုင်တဲ့ပုံစံနဲ့ရက်30အတွင်းမှာထုတ်ပြန်ပေးရမှာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ Trump ကစန့်ကျင်ခဲ့ပေမဲ့နင်နာသူတွေနဲ့သူ့ပါတီအတွင်းဖိအားတွေကြောင့်သဘောထားပြောင်းကွက်သဘောထားပြောင်းလဲသွားခဲ့ပြီးလွှတ်တော်နေရာစလုံးကလည်းအဲ့ဒီဥပဒေကိုကန့်ကွက်သူမရှိသလောက်အတည်ပြုပေးခဲ့ပါဗျ။ပြီးခဲ့တဲ့သတင်းဘက်ကထွက်ပေါ်ခဲ့တဲ့မှတ်တမ်းတွေမှာတော့ Trump မကောင်းကြောင်သူတိထားပြီးဖြုတ်ချနိုင်တယ်လို့ Epstein ကပြောဆိုခဲ့တဲ့အချက်တွေပါဝင်နေပါဗျ။ဒါပေမဲ့အခုဥပဒေမှာဥပဒေရေးရာဆိုင်ရာပုဂ္ဂိုလ်ရေးရာဆိုင်ရာနဲ့တည်ဆဲဆောင်ဆန်းရေး ကိစ္စတွေကိုခြံလက်ထားနိုင်တယ်လို့ပြဋ္ဌာန်းထားတာကြောင့်မှတ်တမ်းအလုံးထွက်လာဖို့တော့မတိကြသေးပါဘူး။ဒါကြောင့်စုံစမ်းစစ်ဆေးမှုတွေကိုအကြောင်းပြပြီးမှတ်တမ်းတွေကိုဆက်ပြီးတော့ထိန်းထားမှာစိုးရိမ်တယ်လို့ဥရေကျန်းကိုဦးဆောင်တင်သွင်းသူ Republican အမတ်ကိုရိုင်းကတုံ့သက်ပြောဆိုထားပါရှင်။ နိုင်ဂျီးရီးယားနိုင်ငံကခရီးယန်ဖျားเจ้าကိုတနတ်သမားတွေကတိုက်ခိုက်တာကြောင့်လူနှစ်ဦးထပ်မနေသေဆုံးပြီးတရုတ်ဆရာနဲ့ဝိပုသူတို့ပြန်ပြီးဆွဲခံရတယ်လို့ရဲတွေနဲ့မျက်မြင်သက်သေတွေကနိုဝင်ဘာလ19ရက်နေ့မှာပြောပါရယ်။မင်္ဂလေး25ရောက်ဘော်ရာเจ้าကနေပြန်ပြီးဆွဲခံရပြီးရက်အနည်းငယ်အကြာမှာပဲအခုလိုထပ်ပြီးတော့ဖြစ်တာပါ။နိုဝင်ဘာလ17ရက်နေ့ညနေပိုင်းကနိုင်ဂျီးရီးယားအလဲပိုင်းအရူကူမြို့မှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုဟာအစိုးရအပေါ်မှာဖိအားတွေပို့ပြီးတော့မြင့်တက်စေခဲ့ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာတော့အစ္စလာမစ်သဘုံထမှုအနောက်မြောက်ပိုင်းမှာအ धिक အားဖြင့်လက်နက်ကင်ဂိုင်းတွေရဲ့ပြန်ပေးဆွဲမှုတွေနဲ့တပ်ဖြတ်မှုတွေမွတ်စလင်နွားကြောင်းသားအများစုနဲ့အလဲပိုင်းဒေသကခရစ်ယာန်လယ်သမားတွေကြားမှာပြင်းထန်တဲ့ပဋိပက္ခတွေကိုရင်ဆိုင်နေရပါတယ်။နောက်ဆုံးတိုက်ခိုက်မှုဖြစ်တဲ့အင်ကာနေ့ညနေ6နာရီလောက်မှာရဲတွေကတနက်ပစ်ခတ်မှုကိုတုံ့ပြန်ခဲ့ပါတယ်။ လူတအူးဖះเจ้าအတွင်းမှာပြစ်တက်ခံရပြီးနောက်ထပ်တအူးကတော့အနီးနားကချုံပုတ်ထဲမှာတွေ့ရှိခဲ့တယ်လို့ဒေသခံခွဲရပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်ရှင်။ဆက်လက်ပြီးတော့အာကစားသတင်းကိုတင်ပြပေးပါမယ်ရှင်။ပွဲစဉ်ဆက်တဲ့ပြီးဆုံးချိန်အထိပရီးမီယာလီရဲ့အကောင်းဆုံးကစားသမား၃ဦးကိုအင်္ဂလန်နဲ့မန်ယူတိုက်စစ်မှုအောင်ဝိန်းရွန်းနီကရွေးချယ်သွားပါရယ်။ Amazon Prime Sport ရဲ့ရုပ်သံအစီအစဉ်မှာ Wayne Rooney ကရွေးချယ်ခဲ့တာဖြစ်ပြီးတော့14ဂိုးသွင်းထားတဲ့ Man City တိုက်စင်မှု Haaland တော့ပါဝင်ခြင်းမရှိပါဘူး။ Wayne Rooney ကရွေးချယ်မှုမှာတော့ပထမအဦးဆုံးပြောသွားတာကပုံမောက်တောင်ပံကစားသမား Anthony Semenyo ဖြစ်ပြီးတော့မနစ်ကစွန်းဆောင်ရည်ကိုဆက်ပြီးတော့ထိမ့်သိမ်းနိုင်ခဲ့သူဖြစ်ကြောင်းချီးကျူးထားပါဗျ။နောက်တစ်တူကတော့ Man U တိုက်စစ်ကစားသမား Ambumo ဖြစ်ပြီးသူကတော့အခက်ခဲဆုံးအချိန်မှာ United ကိုထန်းတင်ပေးနိုင်တဲ့သူလို့ Ronnie ကပြောသွားပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့အာဆင်နယ်တိုက်စစ်မှု Victor Rogers ဖြစ်ပြီးအာဆင်နယ်ပြိသက်တွေနှစ်ပေါင်းများစွာအလိုရှိနေတဲ့နမကူတိုက်စစ်မှုဖြစ်ကြောင်းနဲ့ Rogers ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့လောက်အားအပါအဝင်အသေးမော်ရီပေါ်မှာနေရာလွတ်တေရှာဖွေမှုတွေမှာလည်းအားကောင်းသူဖြစ်ကြောင်းကို Ronnie ကချေချူသွားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုဒါရိုက်တီရှုခဲ့ရတာပဲဖြစ်ပါတယ်။ညနေ4နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းတွေကိုလည်းဖြည့်စွက်တင်ဆက်ပေးသွားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်တီပါ။ Música